တောင်ကိုရီးယားနိုင်ငံမှာကျင်းပတော့မယ်အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC အစည်းအဝေးမတိုင်မီရပ်ပိုင်းလိုမှာနောက်ကိုရီးယားနိုင်ငံကအောက်တိုဘာ22ရက်မှာပယ်ထိန်ဒုံးဒီစဉ်ပြုလုပ်ခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့မြောက်ကိုရီးယားသူ့ရဲ့လက်နက်အင်အားကြီးမားလာမှုကိုကမ္ဘာကသတိထားမိစေဖို့ပြသတဲ့အနေနဲ့အခုလိုဒုံးကြီးပြုလုပ်ခဲ့ခြင်းဖြစ်နိုင်တယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ရုရှားကြားစစ်ဘက်ဆိုင်ရာဆက်ဆံရေးမြင့်တက်နေမှုဟာကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးကိုရှုပ်ထွေးစေနိုင်ပြီးရန်လိုမှုတွေမြင့်တက်လာနိုင်တယ်လို့အစိုးရမှုတွေထွက်ပေါ်နေပါတယ်။ဖွာဆောင် 11DA 415လို့ယူဆရတဲ့ဒုံးကြီးတစ်စင်ကိုမြောက်ကိုရီးယားရဲ့မြောက်ဖွန်ဝေးပြည်နယ်ကနေဒေသဆန်တော်ချင်းနက်နက်7:30မိနစ်ခန့်မှာပြစ်လုခဲ့ခြင်းဖြစ်ကြောင်းတောင်ကိုရီးယားပူးတွဲစစ်ဦးသီးချုပ်တွေအဖွဲ့ JCS ကထုတ်ပြန်ခဲ့ပါတယ်။ ဒီဒုံးကြီးဟာတာတိုပြည်နီးပြည်အမြောက်ဖဲ့ထင်းဒုံးကြီးဖြစ်ပြီးရေဒါကိုရှောင်လွှဲနိုင်တဲ့ KN23 ဒုံးကြီးဖြစ်ကမြောက်ကိုရီးယားအစ္ကန္ဒါဒုံးကြီးလို့လည်းလူသိများပါတယ်။မြောက်ကိုရီးယားကပြစ်လုခဲ့တဲ့ဒီဒုံးကြီးဟာဂျပန်ပင်လယ်အတွင်းထံရွေပြစ်လုခဲ့ပေမယ့်ကုန်းပြေတစ်ခုပေါ်ထံကြားရောက်သွားခဲ့တယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားရဲ့နောက်ထပ်ဒုံးကျည်တွေပြစ်လွတ်နိုင်တဲ့အလားအလာကိုသတိထားစောင့်ကြည့်နေပြီးအမေရိကန်၊ဂျပန်တို့နဲ့ထောက်လှမ်းသတင်းတွေကိုမျှဝေထားကြောင်း JCS ကထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားမေလာရှိရနဲ့မေလာ22ရက်မှာလည်းအရှိပင်လယ်အတွင်းထံတာတိုဘိဒုံးကြီးတစ်စင်းနဲ့ခရုစ်ဒုံးကြီးတွေပြစ်ခတ်ခဲ့ပါတယ်။ဒါအပြင်မြောက်ကိုရီးယားတောင်ကိုရီးယားမှာအေဘက်အစည်းအဝေးပြုလုပ်နေတယ်။အစည်းအဝေးပြုလုပ်နေတဲ့ကာလအတွင်းမှာလည်းနောက်ထပ်ဒုံးကြီးစမ်းသပ်မှုတွေပြုလုပ်ွယ်ရှိနေတယ်လို့ကြွမ်းကျင်သူတွေကသတိပေးခဲ့ပါတယ်။